အမေရိကန်မှာအမြဲတမ်းနေထိုင်ခွင့် Green Card ရထားသူတွေကနိုင်ငံပေါင်း19ခုရဲ့နိုင်ငံသားတွေကိုပြန်လည်စစ်ဆေးဖို့တမရဒိုနေထရန့်ကပြီးခဲ့တဲ့ရက်ပိုင်းမှာညွှန်ကြားလိုက်ပါတယ်။အင်ဖြူရနာမှာအာဖဂန်နစ္စတန်နိုင်ငံသားရွှေပြောင်းခြေချသူတဦးရဲ့ပြစ်ခတ်မှုကြောင့်အမေရိကန်စစ်မှုထမ်းအမျိုးသမီးငယ်တဦးသေဆုံးပြီးနောက်ထပ်စစ်သားတဦးအပြင်းထန်ဒဏ်ရာရခဲ့တဲ့နောက်ထရန့်ဟာရွှေပြောင်းခြေချသူတွေပေါ်ဖိနှိပ်တဲ့သူ့ရဲ့မူဝါဒတွေကိုပုံမတင်ချက်လာခဲ့တာလည်းဖြစ်ပါတယ်။တမရရဲ့ညွှန်ကြားချက်အရ မေဒီကန်အနှံ့ရရှိနေတဲ့ green card ကိုင်ဆောင်သူနိုင်ငံသားတွေရဲ့အချက်လက်တွေကိုပြန်လည်စမ်းစစ်ဖို့သူအမိန့်ပေးခဲ့ကြောင်းမေဒီကန်နိုင်ငံသားနဲ့လူဝင်မှုရေးရာဌာန USCIS ရဲ့အကြီးအကဲ Joe Adlo ကလူမှုကွန်ရက်မီဒီယာမှာနိုဝင်ဘာလ28ရက်နေ့တုန်းကရေးသားခဲ့ပါတယ်။အဲ့ဒီနိုင်ငံတွေကတော့ Afghanistan, Myanmar, Chad, Congo, Kenya, Eritrea, Haiti, Iran, Libya, Somalia, Sudan, ယီမင်ဖူရွန်ဒီကျူဗာလာအိုစီယလီယွန်ထိုဂိုတာကမီနစ္စတန်နဲ့ဖီနီဆွဲလာတို့ဖြစ်ပါတဲ့ USCIS ရဲ့မိခင်ဝင်ကြီးဌာနဖြစ်တဲ့ပြည်တွင်းလုံခြုံရေးဌာနကလည်းအမေရိကန်သမ္မတဟောင်းဂျိုးဖိုင်တန်လက်ထက်တုန်းကဒုက္ခသည်အဖြစ်ခေလွန်ခွင့်ပြုခဲ့သူအလုံးကို ပြန်လည်စစ်ဆေးမယ်လို့နိုဝင်ဘာလ28ရက်နေ့မှာကြေညာခဲ့ပြီး အင်ဖြူရိုနာကပြစ်ခတ်မှုကျူးလွန်ခဲ့တဲ့အာဖဂန်နိုင်ငံသားတွေလည်းမီဒီကမ်မှာထောက်ခတဲ့ဖြစ်ခုံလုံခွင့်ရရှိထားသူတွေလည်းဖြစ်ပါတယ်။